နေအိမ်မှာကြက်လာခိုးတဲ့အမျိုးသားတဦးကိုရိုက်နှက်တပ်ဖြတ်တဲ့တောင်ကြီးမျိုးကပြီးသုံးလုံးပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီနဲ့သားဖြစ်သူဆိုင်းကျော်စိုးမိုးတို့ကိုမနေ့နေ့လယ်ကစစ်တပ်လက်အောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေစီကနေသိရပါဗျာ။ နိုဝင်ဘာလ9ရက်မနက်2နာရီခွဲကတောင်ကြီးမြို့နယ်ရက်ကွက်တနေမြင့်နှစ်မှနေထိုင်တဲ့ဦးဆိုင်ထွန်းစာဆိုသူမျိုးသားတယောက်ကဦးဆိုင်ရွှေတီချန်နယ်ကချက်ကိုဝင်ခိုးခဲ့ရမှာသားဖားနှစ်ယောက်ကဒုတ်တွေနဲ့ဝိုင်းရိုက်ရာကနေတိစုံသွားတာလို့မြို့ကန်တယောက်ကပြောပါရယ်ဦးဆိုင်ရွှေတီနဲ့ဆိုင်းကျော်စုံမိုးတို့နှစ်ယောက်ကိုအေးသက်ရနေမြေရဲစခန်းကဖမ်းဆီးပြီး ပအမှတ်81မြင်းဆောင်2025ပုံမှန်302မြင်းဆောင်114နဲ့အမှုဖွင့်အရေးယူထားတယ်လို့အုပ်ချုပ်ရေးနဲ့နေဆက်တဲ့သတင်းရေးမြစ်ကပြောပါရယ်ဆယ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာဦးဆိုင်ရွှေထီကအချိုးကျ PR စနစ်နဲ့ရွေးကောက်မဲ့ပြည်내လွှတ်တော်မေဆနာနဲ့အမှတ်၁မှာပြည်သူ့ရှေ့ဆောင် PPP ပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်ရှင်။